င်္ဂလာပါရှင်။တန်လင်းထမ်းရဲ့နိုဝင်ဘာလ9ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထမ်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြားဖြတ်လုပ်ငန်းကထွက်ပြေးလာသူတွေကိုလက်မခံဖို့ KNU အမိန့်ထုတ်လိုက်တဲ့သတင်း။ မော်ပြည်နယ်မှာစက်သုံးစီပြက်လက်မှုပိုဆိုးလာတဲ့သတင်းတွေအပြင်ကင်းပြည်နယ်တည်ငြိမ်ရေးအလေးထားဆောင်ရွက်ဖို့စစ်ကောင်းဆောင်ပြောလိုက်တဲ့သတင်းတွေကိုပါရှုသားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းပေးနိုင်မလားလို့အီရန်ကမေးမြန်းနေကြောင်းထရန့်ပြောလိုက်တဲ့သတင်းစစ်ကောင်ဖြင့်ရွေးကောက်ပွဲကိုနယူးဇီလန်လွှတ်တော်ပယ်ချလိုက်တဲ့သတင်းတွေနဲ့အတူမနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ကြားဖြန့်လုပ်ငန်းကနေစွန့်ခွာလာတဲ့နိုင်ငံသားသားဝန်ထမ်းတွေကိုရွှေပြောင်းလက်ခံခေါ်ယူတာတွေမပြုတ်လို့ဘို့ကရင်မျိုးသားစည်းရုံး KNU ကျုံတိုးမြို့နယ်ကနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်ရှင်အဖွဲ့ဟာစစ်တပ်ကိုအားပြုပြီးတရားဝင်မှုရရှိစေရေးအတွက် အကြမ်းဖက်မှုမျိုးစုံကို KNU ကျုံတိုးမြို့နယ်မှာပြုလုပ်နေသလိုမိမိတို့ KNU ကျုံတိုးမြို့နယ်ကလည်းခုခံတော်လှန်ရေးရှိနေပြီးတော့ ြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရေးအတွက်စူးစမ်းနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။လက်ရှိကာလမှာစစ်ရေးတင်းမာမှုတွေပြန်လည်ဖြစ်ပွားနေပြီးစစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေဟာလူအခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကိုကျူးလွန်လျက်ရှိနေတဲ့အတွက်မိမိတို့ KNU ကျုံတို့မြို့နယ်ဟာရှုပ်ထွေးတဲ့စိန်ခေါ်မှုမျိုးစုံကိုကင်တွယ်ဖြည့်ရှင်းနေကြရတယ်လို့ထုတ်ပြန်ကြမှာပြောဆိုထားပါတယ်။ ဒါပြင်စစ်တပ်ဟာသူတို့ကိုယ်တိုင်ပအဝင်လှုပ်ဆောင်လျက်ရှိနေတဲ့နေဆက်ဒေတာမှရှိတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့လောင်ကစားလုပ်ငန်းတွေကိုဟန်ပြနေနေရေးတွေလှုပ်ဆောင်လျက်ရှိနေသလိုအဲ့ဒီလုပ်ငန်းတွေကနေစွန့်ခွာလာတဲ့နိုင်ငံသားတွေကိုလည်းပုံစံအမျိုးမျိုးနဲ့နေရာရွှေ့ပြောင်းပေးမှုတွေရှိနေတယ်လို့ဆိုပါတယ်ရှင်။ဒါကြောင့် KNU ကြုံတုံးမြို့နယ်အတွင်းထဲမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ည၈နာရီကနေမနက်၆နာရီအတွင်းခရီးသွားလာမှုမပြုလုပ်ဘို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေစွန့်ခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုပြောင်းရွှေ့တာလက်ခံခေါ်ယူတာတွေကိုမပြုတ်လုပ်ဖို့ထုတ်ပြန်ထားပါတယ်။ကျုံတို့မြို့နယ်အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အတည်းနဲ့နည်းမြေမတည်ငြိမ်မှုအခြေအနေကိုအခွင့်ကောင်းယူပြီးမြည်သည့်လောင်းကစားလုပ်ငန်းတွေကိုမဆိုဖွင့်လှစ်တာလည်းမပြုတ်လုပ်ဖို့အမိန့်ထုတ်ပြန်ထားပါရဲ့ရှင်။ စစ်ကောင်ဖြင့်တက်ရက်ထိုးစင်တဲ့အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေကိုပြည်သူလူထုတွေမိမိကိုယ်ကိုသတိဝိရိယနဲ့ကာကွယ်နိုင်ရေးအတွက်မိမိတို့နေထိုင်ရာအိမ်တွေမှာဘေးကင်းလုံခြုံရေးကိုရည်ရွယ်ပြီးဝန်းခိုကျင်းတွေကိုမဖြစ်မနေထားရှိကြဖို့ KNU ကြုံတို့မြို့နယ်ကအမိန့်ထုတ်ပြန်ထားပါတယ်။ KNU ကြုံတို့မြို့နယ်ကထုတ်ပြန်ထားတဲ့ဒေသန္တရစီးမင်းစည်းကမ်းတွေကိုလိုက်နာမှုမရှိပါက KNU ဥပဒေနဲ့လုံထုံးလုံကြီးတွေအရအရေးယူခြင်းခံရမယ်လို့အရေးပေါ်ထုတ်ပြန်ကြေညာချက်မှာအတိပေးဖော်ပြထားပါတယ် ထိုင်းနယ်စပ်မြောက်ဒီမြို့တောင်ဘက် KK Park မှာရှိနေတဲ့ online ငွေလိမ်လုပ်ငန်းနဲ့လောင်းကစားလုပ်ငန်းတွေကိုပြီးခဲ့တဲ့အောက်တိုဘာလလယ်ပိုင်းကစပြီးစစ်ကွန်ဖြင့်တက်ကကရင်နယ်ကြားဆောင်တက် BGF နဲ့ပူးပေါင်းပြီးဟန်ပြနေနေရေးတွေကိုလှုပ်ဆောင်နေခဲ့ရာအဲ့ဒီလုပ်ငန်းတွေတဲကနေထွက်ပြေးလာတဲ့နိုင်ငံသားသားအများအပြားဟာထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားသလိုပြည်တွင်းဘက်ကိုလည်းရွှေပြောင်းဆုံးခွာတာတွေရှိနေပါတယ်ရှင်။ မွန်ပြည်နယ်ရဲ့မြို့နယ်အများစုမှာယခုရက်ပိုင်းတွင်တကြောပြန်73စီပဲပြက်လက်မှုပိုဆိုးလာနေပေမဲ့စစ်ကောင်ပြင်တပ်ဘက်ကဖြည့်ရှင်းဆောင်ရွက်တာမရှိသေးပါဘူး။ဒီသတင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရရှင်။မွန်ပြည်နယ်ရဲ့မြို့နယ်အများစုမှာအခုရက်ပိုင်းတွင်တကြောပြန်73စီပြက်လက်မှုပိုဆိုးလာပေမဲ့စစ်ကောင်မရှင်ဘက်ကဖြည့်ရှင်းဆောင်ရွက်တာမတွေ့ရသေးဘူးလို့ဒေသခံတွေကတံလွင်တိုင်းကိုပြောပါရတယ်။73စီပြက်လက်မှုဟာ မွန်ပြည်နယ်ရဲ့မြို့တော်မွန်မြိုင်ပါဝင်မြို့နယ်များစုမှာဆူဆူဝဝစီပြက်လက်မှုဖြစ်ပေါ်နေပြီးအောက်တိတ်မျိုးစား92နဲ့95တက်စီတွေပြင်ပရီမီယံဒီဇယ်တွေကစပြက်လက်နေတာပါ73စီပြက်လက်မှုကြောင့်73စီဆိုင်တွေကအရင်လိုရောင်းချပေးတာမရှိသလိုအချိန်ပိုင်းရောင်းချပေးတဲ့ဆိုင်တွေမှာလည်းအရင်လိုကားဆိုင်ကယ်စီးရီ10နဲ့ချီတန်းစီဝယ်ယူနေရတဲ့ခြေနေဖြစ်ပေါ်နေတာဖြစ်ပါတယ် တထုံမြို့နယ်ဒေသခံလူကတော့73စီပြက်လက်နေတာကြောင့်73စီဆိုင်များစုအယောင်ပိတ်ထားသူလမ်းမေးဆိုင်တွေမှာလည်းဝယ်ယူလို့မရတဲ့ခြေအနေနဲ့ကြုံနေရတယ်လို့တန်လွင်တိုင်းကပြောပါရတယ်။ဘရိုဝါစီရောက်ပိတ်ရတယ်။စီဆိုင်ရောက်ပိတ်သွားတယ်။ငူရောပဲမရတော့။လမ်းမေးဆိုင်တော့မရတော့ဘူး။ကျွဲကျောင်းတော်ဝန်မှန်လည်းဝယ်ရလုပ်ရတာပေါ့။စီရမရောမရ။ဘောလာတော့လည်းကျဲရောစီမရှိရတော့။ဒါအပြင်73စီရတဲ့ဆိုင်တချို့မှာလည်းလိုချင်တဲ့73စီမျိုးစား ဝယ်ယူလို့မရပဲရတဲ့73စီကိုသာထည့်ရသလိုတန်းစီဝယ်ယူရတဲ့အတွက်လည်းအချင်းကုန်လူပမန်းမှာဖြစ်ရတယ်လို့သူကစက်ပြောပါတယ်။မွန်မင်မြို့ကတူကလည်း73စီဆူဆူရွရွာပြက်လက်လာတာကြောင့်တန်းစီဝယ်ယူရတဲ့ခြေနေနဲ့ထက်ကြုံနေရတယ်လို့တန်လွင်တိုင်းကပြောပါတယ်။ကြောင်းပြီးတော့ဝူပြည်သားတို့ကဖြစ်နေတာလို့ပဲဖြစ်ဦးတယ်။အခြားဟိုကရန်ကုန်လူပါလို့လည်းရှိမှတော့မရှိအောင်လို့ကြားတယ် ဘာလို့ကိုမုန်ဒီတခုပဲရှင်းတယ်မသိဘူး။ဟိုအရေအားတော့စီမံနေရလေတည်ရတိုးချိန်ပြီးတော့သွားလို့ရတယ်ဗျာ။အချိန်လေးလို့ပြီးတော့တန်းစီရရလာဘူးကတာကတိမရှိတော့ဗျာ။စီတော့ပြရလို့အရင်က73စီပြက်လက်မှုဖြစ်ရင်ဝန်ပြည်နယ်စစ်ကော်မရှင်က73စီအလုံးလောက်ရှိဖို့အတွက်ဆိုကအစည်းအဝေးခေါ်တာ73စီဆိုင်တွေမှာအမှန်တကယ်73စီရှိမရှိစစ်ဆေးတာတွေလုံဆောင်ပြီးမဲ့လက်ရှိမှာတော့ဖြည့်ရှင်းဆောင်ရွက်တာမတွေ့ရသေးပါဘူး။ စက်သုံးစီဆိုင်လုပ်ငန်းရှင်တွေကတော့မူပြည်နယ်ရဲ့စက်သုံးစီခွဲတန်းဟာအရင်ကရန်ကုန်သီလဝစိတ်ကန်းကတည်ယူရပေမဲ့လက်ရှိမှာတော့မြို့တော်မြို့ရာဇာမင်းစိတ်ကန်းကတည်ယူရပြီးစိတ်ကန်းကတာဝန်ရှိသူတွေရဲ့စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်စက်သုံးစီပြက်လက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ရာဇာမင်းစိတ်ကန်းမှာစက်သုံးစီမျိုးစားလိုက်ပြေဝရှိပြီးအနီးနားမှာဖြစ်ပေမဲ့စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်စက်သုံးစီတည်ယူပါကအနည်းဆုံး၃ရက်ကြာလာကြောင်းလည်းအလင်းမမီတဲ့အခြေအနေဖြစ်ပေါ်နေတာပါ။ မွန်ပြည်မှာတော့စစ်တပ်အာဏာသိမ်းပြီးနောက်မကြာခဏဆိုသလိုစစ်တုံးစီပြက်လက်တာအချိန်ကြာကြီးတန်းစီဆောင်ဆိုင်ဝယ်ယူရတာပြီးလူသလောက်ဝယ်ယူလို့မရတာတွေကစာမကြာခဏဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ကရင်ပြည်နယ်တင်ညာရေးအလေးထားဆောင်ရွက်ကြဖို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတပ်ဆိုင်သူတွေကို290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားပေးဖို့တဲ့တုံ့ဝန်လာမှာအတိပေးပြောဆိုထားပါတယ်။ဒီသတင်းကိုတော့ဝါနီကတင်ဆက်ပေးထားပါရရှင်။ ကင်းပြည်နယ်တည်ငြိမ်ရေးအလေးထားဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကတက်ဆိုင်သူတွေကိုနိုဝင်ဘာ9ရက်နေ့မှာကြာရောက်တဲ့190ပြည့်ကင်းပြည်နယ်နေ့ခမ်းနားပြပုတဲ့တွန်းလာမှာအတိပေးပြောဆိုထားပါသည်။တွန်းလာမှာပြည်တွင်းငင်းချမ်းရေးနဲ့ငင်းချမ်းရလက်တွေတည်ငြိမ်မှုရှိစေရေးအစီအစာချုပ်ပါသဘောတူညီချက်တွေအတိုင်းဖြစ်နိုင်သမျှအလေးထားလှုံ့ဆော်ခဲ့ရမှာတိုင်းဒေသနဲ့ကရင်ဖွဲ့တွေအနေနဲ့လက်မှတ်ရေးထိုးပြီးပူးပေါင်းလှုံ့ဆော်ခဲ့ကြတာပါ။ဒါပေမဲ့ မဲမတမာမှုကြောင့်စစ်တပ်ကနိုင်ငံတော်ကိုတာဝန်ယူပြီးနောက်ပိုင်းတိုင်းဒေသနဲ့အဖွဲ့တချို့ဟာအမှန်တရားကိုမျက်ကွယ်ပြုလို့အကြမ်းဖက်မှုတွေတိုးမြင့်လှုံ့ဆော်လာခဲ့တာကင်းပြည်နယ်နဲ့အပါဝင်လို့ဆိုပါတယ်။အရင်ကတိုင်းဒေသပြည်သူတွေအေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့တဲ့ကင်းပြည်နယ်ဒေသတချို့မှာအခုကတည်ငြိမ်မှုကင်းမဲ့ပြီးပြည်သူတွေဆင်းရဲဒုက္ခခံစားနေရတာဟာဝန်내ကြေကွဲပွဲလို့စစ်ကောင်းဆောင်ကပြောပါတယ်။ ဒါကြောင့်အမှန်ကိုအမှန်တိုင်းရှုမြင်ပြီးပြည်내အေဂျင့်တရားရေးနဲ့တည်ငြိမ်အေဂျင့်ရေးကိုအလေးထားဆောင်ရွက်ကြဖို့အချိန်ခါဖြစ်ကြောင်းသူကသက်ဆိုင်သူတွေကိုအတိအပြည့်ပြောဆိုခဲ့တာပါ။ကင်မျိုးသားစီယုံ KNU ပြောခွင့်ရပရိုဆော်တိုနီကကင်ပြည်내ပါဝင်စစ်ကောင်းဆောင်ပြောတဲ့အရာမှန်သမျှအလိမ်ညာတတ်တတ်ပဲလို့တုံ့ပြန်ပါတယ်။ ဒီအတူအယောင်ကင်းပြင်းနေဆိုတာရေးကိုလည်းကျွန်တော်တို့ဘယ်တော့ကမှလည်းအတိအမှမပြုခဲ့ဘူးအဲ့ဒါကြောင့်မလို့သူပြောတဲ့ဟာအကုန်လုံးကဘာမှတရားဝင်မှု မရှိပဲနဲ့သူပြောတဲ့ဟာအကုန်လုံးကအလိညာသက်သက်ပဲဆိုတော့ကျွန်တော်တို့ဒါပဲပြောချင်တယ်ဗျကင်းပြည်နယ်ကို1952ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ချက်အဥပဒေပုံမှ62ရာတန်လွင်ခရိုင်ဖာပုံဒေသကိုတတ်မှတ်ပေးခဲ့ပြီးအဲ့ဒီကနေဆက်ဆက်ဒေသဖြစ်တဲ့မြို့နယ်6ခုကိုပြည်နယ်ထဲထည့်သွင်းတိုးချဲ့ခဲ့တာပါ။ အဲဒီနောက်ပိုင်း1960ပြည့်နှစ်မတ်လ10ရက်နေ့မှာတော့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့ကိုမြို့နယ်တစ်ခုဖြစ်သတ်မှတ်ပြီးကရင်ပြည်နယ်ကိုမြို့နယ်ခုနှစ်ခုနဲ့အဆင့်ဆင့်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့တာလို့စစ်ကောင်းဆောင်ကဆိုပါတယ်။တနင်္ဂနွေလောပြစ်ခတ်တိုက်ခိုက်မှုရဲ့စစ်ရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကရင်မြို့သားစီယုံ KNU က2021ခုနှစ်အာဏာသိမ်းမှုဟာစာချုပ်ပါအခြေခံမူတွေကိုစစ်တပ်ကချိုးဖောက်တာလို့ထုတ်ပြောထားတာပါ။ ဒါကြောင့် NCA စာချုပ်ပြက်ပြက်ပြီးဖြစ်တယ်လို့ NCA အကောင့်ထဲဖော်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကဆက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားစေခဲ့တယ်လို့ KNU ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒေသလက်ကိုင်ဖွဲ့စည်း6ဖွဲ့ကပြီးခဲ့တဲ့အောက်တိုဘာမှာပူရဲထုတ်ပြန်ခဲ့ကြပါသည်စစ်ကောင်ဆောင်ကတော့နိုင်ငံတော်အနေနဲ့တည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးအပြည့်အဝရှိလာစေရေးဖွံ့ဖြိုးတိုးတက်ရေးကိုအခက်အခဲတွေကြားကနေပုံမှန်စူးစမ်းသွားမယ်လို့တောင်းဝင်လွာမှာထည့်သွင်းပြောဆိုပါသည်ဒါပြင်ရွေးကောက်ပွဲအောင်မြင်ရေးမှာဒေသလုံခြုံမှုနဲ့တည်ငြိမ်အေးချမ်းမှုရှိဖို့လိုအပ်တယ်လို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ပါတီဇွန်ဒီမိုကရေစီစနစ်ကိုရှောက်လန်းနိုင်ရေးပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းထားတာပါပြည်သူတွေကတော့အာဏာသိမ်းမှုအတွင်းဆီယနာရှင်စနစ်ရဲ့လွှမ်းမိုးချုပ်ကိုင်မှုအောက်ကနေကျင်းပမဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိသလိုဆန္ဒမဲပေးဖို့လည်းစိတ်မဝင်စားကြဘူးလို့ပြောဆိုနေကြတာပါလက်ရှိမှာလည်းကင်းပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်နိုဝင်ဘာပထမပတ်အတွင်းနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ပြည်ပြင်သတင်းရှင်းမြစ်တွေကတာဝန်တိုင်းကိုပြောဆိုထားပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းပေးနိုင်မလားလို့အီရန်ကမေးမြန်းနေကြောင်းထရန့်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘက်ဘက်ကပြပြပေးထားပါရှင်။အီရန်ကသူတို့နိုင်ငံအပေါ်ချမှတ်ထားတဲ့အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးနိုင်မလားလို့မေးမြန်းထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာလ6ရက်မှာပြောလိုက်ပါတယ်။ အီရန်ဟာအမေရိကန်ရဲ့ကြီးမားတဲ့တန်ခတ်ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်နေရပြီးသူတို့လှုပ်ချင်တဲ့ကိစ္စတွေကိုလှုံ့ဆော်မှုအမှန်တကယ်ခက်ခဲနေရလို့ထရန့်ကအင်ဖီရိုမာနိုဝင်မာလ6ရက်ညနေပိုင်းကပြောပါတယ်။မှတ်ချက်ပြုပေးဖို့တောင်းဆိုမှုတွေကိုနယူးယောက်ရှိကုလသမဂ္ဂဆိုင်ရာအီရန်တန်အဖွဲ့ကတုံ့ပြန်မှုမရှိခဲ့ပါဘူး။ ဝါရှင်တန်ကအစ္စရေးကိုထောက်ခံကူညီပေးနေသည့်အရှေ့အလယ်ပိုင်းမှာစစ်ရေးအခြေဆိုင်စခန်းတွေဆက်လက်ထားရှိပြီးဂျာဝင်ရှုံနေသည့်အမေရိကန်နဲ့အီရန်ဆွေးနွေးဖို့မဖြစ်နိုင်ဘူးလို့အီရန်ထိပ်တန်းခေါင်းဆောင်အယာတိုလာအလီခါမေနီကနိုဝင်ဘာလ3ရက်မှာပြောထားပါဗျ။ ဇန်နဝါရီလကသူ့ရဲ့ဒုတိယသမ္မတတက်တန်စတင်ပြီးနောက်ပိုင်းထရန့်ကတီဟီရန်ကိုနျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်ရေးကြိုတင်တားဆီးရာတွေအပါအဝင်အီရန်အပေါ်အမြင့်မဆုံးဖိအားပေးတဲ့နည်းလမ်းတွေကိုသုံးနေပါတယ်အီရန်ကိုအစ္စရေးကတိုက်ခိုက်ပြီးနောက်ဇွန်လအတွင်းအီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေကိုအမေရိကန်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လကအီရန်နဲ့အစ္စရေးကြားဆနစ်ရကြားစစ်ပွဲမတိုင်ခင်အမေရိကန်နဲ့အီရန်ကြားနျူကလ িয়ার ဆွေးနွေးမှု၅ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့နှစ်ဖက်ဆွေးနွေးမှုတွေအတွင်းအီရန်မြေပေါ်မှာယူနီယံတန့်စင်မှုကိစ္စလိုကိစ္စအပါအဝင်နှစ်နိုင်ငံကြားကြီးမားတဲ့အတားအဆီးတွေနဲ့ရင်ဆိုင်နေရပါတယ်။အနောက်အင်အားကြီးနိုင်ငံတွေကနျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်စေရေးယူနီယံတန့်စင်မှုလုံးဝမပြုတ်လုပ်ဖို့တောင်းဆိုထားပြီးအဲ့ဒီအစီအစဉ်ကိုအီရန်ကပယ်ချထားပါတယ်။ အီရန်ကယူရေနီယံသက်ရှင်မှုတိုးမြင့်ပြုလုပ်နေတာဟာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့အနောက်တိုင်းကတန်ရာရှိနေပေမဲ့အီရန်က သူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာအရက်ဖက်အတွက်တည်တံ့ဖြစ်တယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်ဖြင့်ရွေးကောက်ပွဲကိုနယူးဇီလန်လွှတ်တော်ပယ်ချလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ဒီကတင်ဆက်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်စတင်ဖို့စီစဉ်ထားတဲ့စစ်ဗိုလ်ချုပ်တွေရဲ့2025-26ရွေးကောက်ပွဲကိုပယ်ချကြောင်းနယူးဇီလန်လွှတ်တော်ကနိုဝင်ဘာ5ရက်ကကြေညာချက်ထုတ်လိုက်ပြီးလွတ်လပ်မျှတတဲ့ဒါမှမဟုတ်ယုံကြည်ရလောက်တဲ့ရွေးကောက်ပွဲလို့မှတ်ယူလို့မရကြောင်းပြောလိုက်ပါတယ်။မြန်မာစစ်အာဏာရှင်စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုပယ်ချရေးလွှတ်တော်ကတညညွတ်သေးဆုံးဖြတ်လိုက်ကြောင်းလေဘာပါတီလွှတ်တော်မဲ့ Free Transport ကသူ့ရဲ့လူမှုမီဒီယာမှာနိုဝင်ဘာ5ရက်ကရေးသားဖော်ပြထားပါတယ်။ ရွေးကောက်ပွဲဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတဲ့ဖိနှိပ်မဲ့ဥပဒေတွေပြဋ္ဌာန်းထားပြီးမဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်ခံပါတီတွေပါဝင်မှာမဟုတ်ဘူးလို့သူကနယူးဇီလန်လွှတ်တော်သို့ပြောထားပါသည်၂၀21နောက်ပိုင်းအာဏာသိမ်းမှုဆန့်ကျင်တဲ့လောက်ရွက်တွေနဲ့ပတ်သက်လို့ဖမ်းဆီးခံရသူ၃000အနည်းဆုံးရှိကြောင်းနိုင်ငံရေးကျင်းသားများကကြီးစောင့်ရှောက်ရေးအဖွဲ့ကဖော်ပြထားပါသည်နိုင်ငံရေးနဲ့ဆက်ဆက်လို့လူပေါင်း 2600ဖမ်းဆီးခံစားရတဲ့ဖြစ်ပြီးတော့သူတွေက11300ကိုပြည်တံတွေချမှတ်ထားပြီးဖြစ်တယ်လို့အိဖွဲကဖော်ပြပါတယ်။မတူညီတဲ့နိုင်ငံရေးပါတီတွေကလွှတ်တော်အမှတ်3ပါဝင်တဲ့အဖွဲ့စက်တင်ဘာလကထိုင်းမြန်မာနယ်စပ်ကို 6ရက်ကြာတွားရောက်ပြီးအချက်လက်မှန်ရှာဖွေရေးခီးစဉ်ပြီးတဲ့နောက်နယူးဇီလန်လွှတ်တော်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်နယူးဇီလန်လွှတ်တော်မတ်တွေက2021အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေနဲ့နိုင်ငံပြည်ထနာတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။နယူးဇီလန်လွှတ်တော်မတ်တွေဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အရက်ဖက်အဖွဲ့အစည်းတွေ၊လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေ၊အမိခိုကင်းတဲ့မီဒီယာတွေ၊မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။စစ်ဗိုလ်ချုပ်တွေဟာရွေးကောက်ပွဲကတဆင့် နိုင်ငံတကာအတိုင်းဝန်ရဲ့အတိအမှတ်ပြုခံရဖို့ကြိုးစားကြပြီးတော့တရားဝင်ဖြစ်ရေးကြိုးပမ်းနေချိန်မှာနယူးဇီလန်လွှတ်တော်အနေနဲ့မြန်မာပြည်သူတွေဘက်ကရက်တည်ရမယ်လို့လေးပါပါတီလွှတ်တော်မဲ့ Phil Donford ကပြောပါရီစစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ပဲအာနာရှယ်စနစ်တရားဝင်ဖြစ်စေဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲပဲဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောပါရီမိမိတို့အနေနဲ့မြန်မာပြည်သူတွေရဲ့တတိရှိမှုကိုထောက်ခံရမှာဖြစ်ပြီးဒီမိုကရေစီအတွက်ရုန်းကန်မှုကိုဆက်လက်ကူညီပေးရမှာဖြစ်တယ်လို့လွှတ်တော်မဲ့ Phil ကပြောဆိုထားတာဖြစ်ပါရီ thank you မနက်ဖြန်နိုဗင်ဘာလ၈ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကြံတပြီလုံးမှာတော့တိမ်အသင်းသင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာနေရာကွက်ကြားမိုးထချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုးလူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။အနောက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြဝကျုံးပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနင်္သာရီ9မိုင်မှာဆယ်မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှနေရာအနှံပြားမိုးရွာတော်နိုင်ပြီးပဲခူးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်ရှင်။ မန္တလေးတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာစိုက်စင်းလေပြင်းတိုက်ခတ်ခြင်းတွေကိုအထူးသတိပြုကြရမှာဖြစ်ပါတယ်။မြို့ချင်းတွေမှာသခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာမြို့သူများကြာဆင်းနေပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့ဝေါ်လမြိုင်မြို့မှာ26ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ25ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းဟာတောင်မန်အဆင့်မှာရှိနေတာပြီးကြံတပီလုံးမှာတော့အညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဗီအန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကော်မတီကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram YouTube, website, X, TikTok နဲ့တာလန်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။